အားလုံးမင်္ဂလာပါစူပါမန်ချန်နယ်လေးကကြိုဆိုလိုက်ပါရနော် ကလေးငယ်တွေမှာ ဖြစ်ပွားလေးရှိရဲ့မက်ကယူလို့ခေါ်တဲ့အာကဒင်းအတွင်းမှာ အဖြူဘက်လေးတွေတွေ့ရှိရတဲ့တဲ့ယောဂါဟာကန်ဒီဒယ်လို့ခေါ်တဲ့ရှီစမွန်တမျိုးကြောင့်ဖြစ်ပွားရတာဖြစ်ပြီးကိုခန်အားစနစ်မကောင်းမွန်သေးတဲ့ဘေဘီလေးတွေမှာဖြစ်ပွားလေးရှိတတ်ပါတယ်။မက်ကယူကြောင့်ဖြစ်တတ်တဲ့လက္ခဏာကုဆတ်ပုံနဲ့ကာဝယ်နည်းလေးတွေကိုဆက်လက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမဦးစွာ ှက်ခရူကြောင့်ဖြစ်ပေါ်တတ်တဲ့လက္ခဏာလေးတွေကိုပြောပြပေးကြမှာ誒ဒီယောဂဖြစ်ပွားနေပါကဘီဘီလေးများရဲ့ရှာဗစက်အတွင်းမိုက်နဲ့နှက်ခမ်းတို့မှာအဖြူအနာဘက်လေးများထိရှားစွာ တွေ့ရှိရလေရှိတတ်ပါ誒ဒါအပြင်ဗစက်အတွင်းနှီးရဲရောင်ရမ်းခြင်းနဲ့အတူအဖြူကွက်လေးများရှိတတ်ပြီးထို့ကွက်လေးများကိုသွားရောက်ပွတ်တိုက်မိရင်တွေးထွက်လေရှိတတ်ပါ誒ယောဂကြောင့်ဘီဘီလေးတွေအနေနဲ့နှိုးဆွေရခတ်တာ အစားစားစင်စင်မရှိရာ အစာမြိုချရခက်ခဲတာအရသာမသိဂရင်းပြတ်တာအငုံမတိတ်ပဲအမြင့်ငိုကျွနေတာလေးများရှိတတ်ပါရဲ့ပဇက်မတတွင်းများဟာလည်းအဆက်မပြတ်ထွက်နေလေးလေးရှိတတ်ပါရဲ့နောက်ဆက်တွဲအနေနဲ့ကိုဆက်ပုံကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။နှိုးဆို့ရွယ်ကလေးငယ်လေးဖြစ်မဲ့ဆိုရင်တော့ကန်ဒီဒန်မှုရှိနေတဲ့မိခင်နိုဒီကောင်းမှတစ်ဆင့်ကိုဆက်နိုင်တယ်လို့ ထိုယောဂါဖြစ်ပွားတဲ့ဘေဘီလေးများရဲ့ဂရင်းမှတဆင့်လေမိခင်ထံပြန်လည်ကူးဆက်နိုင်ပါရဲ့ပိုသက်စီများစွာကိုမှီဝဲနေရတဲ့ဘေဘီလေးရဲ့အနေနဲ့ကိုယ်အတွင်းမှာရှိတဲ့ကောင်းတဲ့သဘာဝဘက်တီးရီးယားပိုးများဟာတည်ဆုံးရမှလေကိုယ်ခံအားစနစ်အားနည်းကဖြစ်လာနိုင်ပါရဲ့မိခင်မွေးလမ်းကြောင်းမှာမှုရှိရမှလေမွေးဖစဉ်မှာကူးဆက်လာတတ်ပါသေးရဲ့ကဲဒါဆိုရင်မှတ်ခရုံမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲ မှတ်ခရယောဂါကိုကာကွယ်ဖို့အတွက်노တိုက်မိခင်ဖြစ်ပါကလူဒီကောင်းကိုတန်ရှင်းစွာထားရှိခြင်းဘေဘီလေးတို့ကိုနုံမတိုက်ကြွေးခြင်းလူဒီကောင်းကိုတေချစွာစေချောတန်ရှင်းခြင်းနိုးတိုက်ပြီးချိန်တွင်မှလည်းလူဒီကောင်းကိုတေချစွာစေချောတန်ဆင်ခြင်းများပြုလုပ်တင်ပါ၏တကယ်လို့မိခင်မှာလူဒီကောင်းရာရန်နာအဖြူဖက်များဖြစ်ပေါ်နေရများရှိမယ်ဆိုရင်တော့နုံမတိုက်ကြွေးပဲကျွမ်းကျင်သူဆရာဝန်နဲ့ကြာတာအကူအညီရယူတင်ပါ၏ နိုဘူးတိုက်တဲ့ဘေဘီလေးများအတွက်ဆိုရင်လေနိုဒီကနိုဘူးချိုလိန်တွေကိုတန်ရှင်းစွာတည်တံ့ထားရှိတာမတိုက်ကျွေးခင်တဲ့တိုက်ကျွေးပြီးချိန်မှာရေနွေးနဲ့ပြုတ်တာဒါမှမဟုတ် ပိုးသက်ဆက်များတုံးဆွဲတာပိုးသက်တက်စင်တာလေးတွေကို လုပေးရပါမယ်ဖြစ်ပါတယ်မိခင်ဖြစ်သူများမွေးလမ်းကြောင်းမှုရှိယောဂါရှိသူဖြစ်ပါက ကလေးမီးမဖွားခင်ဆရာဝန်နဲ့ပြတာကမှုမရှိစေဖို့ကြိုတင်ကုသမှုများပြုလုပ်တင်ပါတယ် မလိုအပ်ပဲပိုတက်စီတောက်သုံးခြင်းကတဘာဝဘက်တီးရီးယားများကိုသေဆုံးကခုခံအားကိုနှဲပါစေလို့မှုရောဂါအလွယ်တကူကူးစက်နိုင်တာဖြစ်လို့မိမိသဘောလျားပိုတက်စီများကိုတောက်သုံးတာမလုပ်သင့်ပါဘူးတက်ချမ်းသူများရဲ့ညှို့ဆော်ကြတဲ့အတိုင်းသာအတိအကျလိုက်နာသုံးဆွဲသင့်ပါရဲ့ကဲဒါဆိုရင်မက်ကယူဖြစ်ပါကဘလို့ကုသကြမလဲကုသမှုအဖြစ်မိခင်တို့ဒီကောင်းနဲ့ကလေးခရင်းအတွင်းကို လိန်ရန်စေဝခရင်များတုတ်ကကုသနိုင်ပါ၏ကုသမှုပြုလုပ်ရမှာလေမိခင်ရောကလေးပါတပြိုင်တည်းပြုလုပ်တင်ပါ၏ဒီလိုမကုသပဲမိခင်မှာကလေးကလေးမှာမိခင်ထံအပြန်အလှန်မကြခဏကူးဆက်နေနိုင်လို့ပဲဖြစ်ပါ၏အိမ်တွင်ကုထုံများဖြစ်တဲ့တန့်စင်တဲ့အဝတ်စုကိုရင်တွင်ဖြင့်ကလေးငယ်ကရင်ကိုဖြင်းညင်းစွာပွတ်တိုက်တန့်စင်ပေးနိုင်သလိုမိခင်တို့ဒီကောင်ကိုလည်းပြုလုပ်နိုင်တာပဲဖြစ်ပါ၏ မိခင်တို့တိုက်ပါကဒိန်ချင်ပရိုဘိုင်ယိုတစ်စားသုံးခြင်းဖြင့်ခုခံအားကိုမြင့်တင်နိုင်ကတဘာဝနည်းလမ်းဖြင့်သက်သာစေနိုင်တာပဲဖြစ်ပါ၏မခိယူယောဂါကိုစနစ်တကျပြောက်ကင်းသည့်အထိတေချာစွာကုသမှုမခံယူပါကမို့ပိုးဟာအစာပြွန်အစာရင်တို့ပြည့်နှံ့နိုင်ပြီကလေးရဲ့ကြီးထွားမှုကိုထိခိုက်စေနိုင်တာဖြစ်လို့တကယ်လို့ဘေဘီလေးတို့မှာဒီယောဂါဖြစ်ပွားနိုင်မယ်ဆိုရင်တော့ တေချာစွာကုသနိုင်မှုစူပါမန်ကဗဟုသုတအဖြစ်ဝင်ပြပေးလိုက်တာပဲဖြစ်ပါ၏စူပါမန်ကမိမိတို့သိချင်တဲ့ဗဟုသုတအကြောင်းအရာလေးတွေကိုအခါအားလျော်စွာရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့မိမိတို့သိချင်တာလေးများရှိခဲ့ရင်ဒီဗီဒီယိုလေးရဲ့ comment မှာရေးသွားပေးကြပါအောင်နော် အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်